ဆူနာမီဆိုတဲ့စကားကိုပရိသတ်တို့ကြားပူးနေကြတာကြားပြီးမဟုတ်လားအဲ့ဒီစကားလုံးကတော့စိတ်ကန်းပင်လယ်ရေလှိုင်းလို့အတိတ်ပဲရပါတယ်ရှင်ဆူနာမီအကြောင်းဗဟုသုတရပွဲတင်ဆက်ထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်တကယ်လို့များပေါ့နော်ကို့အနေနဲ့ကန်ဆိုးပြီးတော့မတော်တဆဆူနာမီနဲ့ကြုံခဲ့ရလို့ရှိရင်ဒီဗီဒီယိုလေးကြည့်ပြီးတော့လောက်အောင်ပြေးရတဲ့နီးကိုသိသွားရင်လည်းအမျက်ပဲမဟုတ်လားပရိသတ်တို့ရေဟုတ်ကဲ့ပါဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင် ဒီတော့ကျမတို့တွေဆူနာမီရဲ့အလုလုပုံကနေစပြီးတော့ကြည့်ကြရအောင်ပါပရိသတ်များရှင်ဆူနာမီလှိုင်းရဲ့ရေပြင်ကိုကြည့်မယ်ဆိုရင်3.3ပေထက်မမြင်ပါဘူးဒါပေမဲ့အတန်းလိုက်ရိုက်ခတ်တဲ့လှိုင်းတွေဟာအလျားအဖြစ်တော့ပေ60ကနေပေ120ထိရောက်နိုင်ပါတယ်တာမန်လှိုင်းလုံးထက်အစတထောင်ပိုကြီးပါတယ်ဒါဟာဂျက်လီရဲ့ဒစီရဲ့အရှိန်လောက်ရှိနေတာပါဒါပေမဲ့ကဲချီရောင်မှလှိုင်းလုံးကြီးတွေဟာအေယာမှလှိုင်းလုံးကြီးဖြစ်လာတာပါ mm ဒါကိုဘယ်လိုရှင်းပြလို့ရမလဲအာဒါလီနဲ့လည်းမဆိုင်ဘူးရှင့်တာမန်ရေလိုင်းနဲ့လည်းမဆိုင်ပါဘူးရေအောက်ကျန်းပြင်ရဲ့ပြင်းထန်တဲ့ရိုက်ချက်ကြောင့်သာဖြစ်ပါတယ်ငလယ်လှုပ်တာမီးအောင်ပေါက်ကွဲတာ မြေပြိုတာကြီးမားတဲ့ပေါက်ကွဲမှုတွေဖြစ်တာကြောက်ဆောင်တဲ့ရေကဲမြစ်တွေပြိုကြတာအောက်ကကဲရီရေမြင့်တဲ့ပြင်ပေါ်ကျရောက်တာဒါရီကြောင့်ဆူနာမီဖြစ်လာပါတယ်ဒါပေမဲ့ဆူနာမီကိုအဓိကဖြစ်ပေါ်စေတဲ့88ရာခိုင်နှုန်းလောက်ဟာမြေငလင်ကြောင့်ပဲဖြစ်ပါတယ် ဆူနာမီကိုဖြစ်စေတဲ့ရိုက်ခတ်အားဟာရေအောက်မှာ65ရာခိုင်နှုန်းလောက်ရှိပါတယ်။ဒါကြောင့်မို့လို့ရေမျက်နှာပြင်မှာတော့တိတ်ပြီးတော့မသိတာဟုတ်ရှင့်အဆုံးတက်ကြမှရေမျက်နှာပြင်ပေါ်အရှိန်အဟုန်နဲ့တက်လာတာဖြစ်ပါတယ်။အခုငလေပဟိုချက်ကိုကျွန်တော်ကြည့်ရအောင်ရှင့်။မြေရုချက်ကဒီလိုကျိုးပြက်ရွှေ့လျားသွားတယ်။အပြင်းလုံးနဲ့အတွက်ဆူနာမီဖြစ်လာတယ်။လောက်ခါမှုအားကြောင့်ပင်လယ်ကျမ်းပြတစ်ဖက်မြင့်တက်လာပြီးတော့တစ်ဖက်ကကျုံဝင်သွားတယ်။ပင်လယ်ကြီးကလူးလာဆန်ခတ်ဖြစ်ပြီးတော့ အလျားလိုက်လိုင်းကိုထွက်ပေါ်လာပါတယ်။တမောတစည်းကနလင်ပဟိုကျမ်းမှာရှိနေအနေရောမရှိဘူးရှင့်။ဘေးကိုဖျားထွက်သွားတဲ့လိုင်းလုံးတွေကတော့တတသမ64ပီလောက်ရှိပါတယ်။ပြီးလေကျမ်းပြင်ကတော့မငိမ်မတက်နဲ့လှုပ်ခါနေလုံးပဲဖြစ်ပါတယ်။ကဲချီစီကိုရိုက်ခတ်သွားတဲ့လိုင်းလုံးတွေရဲ့အရှိန်ဟာတနိုင်ကိုမိုင်ပေါင်း249ကနေ948မိုင် လောက်ရှိပါတယ်။လှုပ်ခါမှုအပြင်းထန်လို့တဲ့အခါမှာဆိုရင်တနိုင်ကို620မိုင်လောက်ရှိပါတယ်။ ဒါဆိုကျမတို့ကဲကြီကနေကြည့်နော်ဘဝဘီအန်ရဲ့ဇာကအတိုင်းဆိုရင်တော့လှိုင်းလုံးရဲ့ရုတ်တရက်ရိုက်ခတ်မှုကြောင့်မလို့မိမိတို့အနေနဲ့ကြက်တီသေးသွားပြီးတော့ရေလိုင်းရဲ့ဝါးမြူခြင်းခံလိုက်ရပြီးအသက်စီဝဲကျွေးသွားဖို့ပဲရှိပါတယ်။ဆူနာမီဖြစ်ခါနီးမှာကျမတို့ကြိုပြီးတော့သိရတဲ့လက္ခဏာတချို့တော့ရှိပါတယ်။ဒါကိုလည်းပြောပြချင်ပါတယ်။ဆူနာမီဖြစ်ခါနီးမှာဆိုရင်ရေပြင်ဟာကမ်းခြေကနေပြန်ပြီးတော့ဆုတ်သွားပါတယ်။ အဲ့ဒီချိန်မျိုးမှာပင်လယ်ခရုကုန်တွေအကောင်လေးတွေတော့လိုက်ပြီးတော့မကောက်နဲ့တော့ပေါ့ရှင်။ကဲချိန်နဲ့အဝေးမှာတော့ဒီရိုက်ခတ်လာတဲ့လှိုင်းလုံးတွေဟာတနအီကို30မိုင်နှုန်းနဲ့အချိန်လျော့နေသွားတယ်။နောက်ကရိုက်ခတ်တဲ့လှိုင်းလုံးတွေဟာရှေကပိတ်ဆိုတဲ့လှိုင်းလုံးတွေကြောင့်ဒုရဲမြင့်တထမြင့်လာတယ်။ပင်လယ်ကျမ်းပြင်ကနက်လေလေလှိုင်းလုံးကဒုရဲပိုမြင့်လာလေလေပဲဖြစ်ပါတယ်။ရေပြင်းစုပ်သွားတာဝေးလေလေဆူနာမီကပိုကြီးလာလေလေပဲဖြစ်ပါတယ်2004ခုနှစ်တုန်းက ကယ်လီစမစ်ဆိုတဲ့ကျောင်းသူလေးတယောက်ဟာဒီအိန္ဒိယသမုတ်တရားမှာရေပြင်ကြီးစုပ်သွားတာနဲ့ဂျုံလိုက်ပြီးတော့လူတွေကိုသူ့အနေနဲ့လိုက်လံတတိပေးခဲ့လို့လူအယောက်တရာလောက်ကိုသူမအနေနဲ့ကယ်တင်နိုင်ခဲ့ပါတယ်။သူကဆူနာမီဖြစ်စဉ်အကြောင်းကိုကျောင်းမှာသင်ခဲ့ရလို့သိရှိခဲ့ရတာဖြစ်ပါတယ်။လှိုင်းလုံးတွေဟာကမ်းခြေကိုကတ်လာတဲ့အခါမှာအရှိန်နှေးသွားပြီဆိုပေမဲ့တနိုင်ကိုမိုင်းနဲ့ချီပြီးတော့အရှိန်ကတော့ရှိနေတုံးပဲဖြစ်ပါတယ်။ မိမိတို့အနေနဲ့အဲ့ဒီချိန်မှာလွတ်အောင်ပြေးဖို့ဆိုရင်မိနစ်20လောက်ရမယ်ရှင်6တသမ2မိုင်လောက်ထိကျမတို့ပြေးသွားရမယ်တကယ်လို့ပြေးလို့မမီတော့ဘူးဆိုရင်တော့ခေါင်းမိုးပေါ်တက်ရမယ်မဟုတ်ဘူးဆိုရင်တစ်ပင်ပေါ်နော်ခိုင်ခန့်တဲ့တစ်ပင်တစ်ပင်ပေါ်တက်ပါကောင်းမောင်းပြီးတော့ပြေးတဲ့အလုပ်ကတော့အမြဲတမ်းအလုံးမဖြစ်တတ်ဘူးရှင် ဒါကြောင့်ကားမောင်းပြီးတော့ပြေးတဲ့အလုပ်ကိုတော့တိတ်ပြီးတော့မစင်းစားလိုက်ပါနဲ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုကအဲ့လိုဆူနာမီဖြစ်နေတဲ့အချိန်မှာကားမောင်းပြီးပြေးမယ်ဆိုရင်ဒီကိုရဲ့ရှိမှတန်းစီနေတဲ့ကားရဲနဲ့တန်လန်းပိတ်မိနေပါလိမ့်မယ်။ဒါဆိုပိုဆိုးသွားနိုင်ပါတယ်။အမတော်တဆရေးရဲကြသွားခဲ့လို့ရှိရင်လေအရင်ဦးဆုံးကိုရဲ့ဖက်နှက်တွေအင်းကြီးထူတွေကိုချွတ်လိုက်ပါအပြက်အစီးအစားနာတွေကိုလာပြီးတော့တိုက်မိပြီးတော့ကိုဟာပင်လေတဲ့ကိုမျောသွားရင်အဲ့လိုလေးလံတဲ့အရာတွေကကိုဒုက္ခပေးနိုင်လို့ဖြစ်ပါတယ် ပြီးတော့ဆူနာမီပြီးသွားရင်ဘေးကင်းပြီဆိုပြီးတော့ကမ်းစက်မှလည်းမနေသင့်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဆူနာမီဟာပထမလှိုင်းနဲ့ပြီးမသွားတတ်ပါဘူး။ဒုတိယလှိုင်းလာတက်လို့ဖြစ်ပါတယ်။ပထမလှိုင်းကအတားဆီးဖြစ်တဲ့ကားတွေတစ်ပင်တွေကိုဆွဲခေါ်သွားပါလိမ့်မယ်။အဲ့တော့ဒုတိယလှိုင်းတက်လာတဲ့အခါမှာတော့အန်ရီပိုကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရှိပထမလိုင်းကဆွဲခေါ်သွားတဲ့ဟာတွေအကုန်လုံးကိုအဲ့ဒုတိယလိုင်းကပြန်ဆွဲခေါ်လာပြီးတော့လမ်းမရှိသမျှအတားအဆီးအဆောက်အုံတွေအလုံးကိုပါဖြတ်စည်းပစ်ပါလိမ့်မယ်။ ဆူနာမီဖြစ်ခါနီရေဆုပ်သွားတယ်ဆိုတဲ့တစ်ချက်ထဲနဲ့ပဲဆူနာမီဖြစ်စဉ်ကိုအတည်ပြုလို့လည်းမရသေးဘူးရှင်။တစ်ခါတလေမှရေပြင်ဆုပ်သွားတာမျိုးမဖြစ်ဖ ೇನೆ လေဆူနာမီဖြစ်ပေါ်လာတတ်ပါတယ်။ကျမတို့တွေဆူနာမီသတင်းထုတ်ပြန်ရေးဌာနရဲ့အတည်ပြုချက်တွေကိုလည်းအားကိုးရမှာဖြစ်ပါတယ်။အဲ့ဌာနရဲ့သတင်းထုတ်ပြန်ချက်ကိုရရင်ကမ်းစက်မှာနေထိုင်တဲ့သူတွေဟာဘေးကင်းရာကိုရွှေ့ဖို့အချိန်ရပါတယ်။တခါတလေငလင်ကကမ်းနဲ့ဝေးနေမယ်ဆိုရင်ဘေးကင်းရာရွှေ့ဖို့အတွက်အချိန်နိုင်နဲ့ချီပြီးတော့ရတတ်ပါတယ်။ ရေအောက်မှာလှုပ်တဲ့ငလင်ကြောင့်ပဲဆူနာမီဖြစ်တယ်လို့ကျမတို့တရက်သေးထပ်ပြီးတော့ယူဆလို့လည်းမရဘူးရှင့်။တချို့အခြေအနေတွေကြောင့်လည်းဆူနာမီဖြစ်တတ်ပါတယ်။ဥပမာအလက်စကာမှာဖြစ်ခဲ့တဲ့ဆူနာမီဟာဆိုရင်ကမ္ဘာအကြီးဆုံးဆူနာမီတစ်ခုဖြစ်ခဲ့ပါတယ်။ဖြစ်စဉ်က60မီလီယံလောက်ရှိတဲ့ကြောက်တုံးကြောက်ခဲရီနဲ့ရေခဲရီကတောင်ပေါ်ကနေပြီးတော့ပင်လယ်အော်ရဲကိုကျသွားပါတယ်။အမရေပြင်းဟာ1920ပေလောက်ထိမြင့်တက်သွားပါတယ်။လိုင်းတွေဟာဘေးကိုပြန့်ထွက်သွားပြီးတော့ဆူနာမီဗဟုသုတကနေ 6.2နှစ်မိုင်กว่าမှာရပ်ထားတဲ့တမောတစည်းကိုရေလေထိတွန်းထုတ်သွားခဲ့ပါတယ်။19ရာစုနှစ်တုန်းကအင်ဒိုနီးရှားမီးတောင်တောင်ဖြစ်တဲ့ခရာဂါတိုမီးတောင်ပေါက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဆူနာမီဟာလေထောင်ထဲချီရဲ့တမောတွေကိုဖျက်ဆီးပြီးတော့လူပေါင်းလဲတောင်းထဲချီတေဆုံးခဲ့ရတာဖြစ်ပါတယ်။ကင်းနဲ့အချက်အလက်ရဆိုရင်တော့မိအောင်ပေါက်ကွဲမှုတွေကြောင့်မလို့ဆူနာမီဖြစ်တယ်ဆိုတာဟာ900ခိုင်နှုန်းလောက်ပဲရှိတယ်လို့ဆိုကြတာဖြစ်ပါတယ် ။တဘာဝကြောင့်လှိုင်းလုံးတွေဖြစ်ပေါ်စေတဲ့အပြင်လူတွေရဲ့လက်ချက်နဲ့လှိုင်းလုံးဖြစ်ပေါ်တာလည်းရှိပါတယ်။လူတွေရဲ့လက်ချက်ဆိုတာကတော့ဥပမာအဖြစ်ရေအောက်မှာအနုမြူပုံပေါက်ခွဲရမျိုးပေါ့။၂၀ရာစုအလယ်လောက်ကဖြစ်ခဲ့ပါတယ်။ဒီအနုမျိုးပောက်ကွဲမှုကြောင့်ရေနဲ့နဲ့ပြင်ဟာ65ပီလောက်ထိမြင့်တက်သွားပါတယ်။ဒါပေမဲ့ဘာမှအပြည့်အစုံတော့မရှိခဲ့ပါဘူး။ရေလိုင်းဟာပေ984ပီထိရိုက်ခတ်သွားပြီးတော့ပြန်ပြီးတော့တည်ငြိမ်သွားခဲ့ပါတယ်။အောက်ကခဲကြောင်ဖြစ်ပေါ်တဲ့ဆူနာမီဆိုတာကတော့ရှားပါတယ်။ အချင်း1ကီလိုမီတာထက်ကြီးရဲ့အုတ်ကာခဲကြီးဟာရေရဲကျသွားမယ်ဆိုရင်ဆူနာမီဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ဒီဥပမာတစ်ခုကိုကြည့်လိုက်ပါရှင်။7ကီလိုမီတာကနေ81ကီလိုမီတာကြားအရွယ်ရှိတဲ့ဒီအုတ်ကာခဲဟာကမ္ဘာပေါ်ကိုကြာရောက်လာခဲ့ပြီးတော့12မိုင်လောက်နက်တဲ့တွင်းကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲ့အုတ်ကာခဲကြောင့်ပဲဒိုင်နိုဆောတွေမျိုးသုံးသွားခဲ့တာဖြစ်ပါတယ်။လေထဲမှာအမုံတွေပြန့်ကျဲသွားပြီးတော့နေအလေးရောင်လည်းပျောက်ကွယ်သွားခဲ့ပါတယ်။ ရှေ့မြင့်နေပြင်းဟာ46ဒေတိရင့်တက်လာပြီးတော့ဆူနာမီကိုဖြစ်ပေါ်စေခဲ့တာပါ။2004ခုနှစ်ဆူမာထရာကျွန်းနာကဖြစ်ပေါ်ခဲ့တဲ့ဆူနာမီဟာဆိုရင်လေအသေးအပြောက်အများဆုံးဖြစ်ခဲ့တဲ့ဆူနာမီဖြစ်ပါတယ်။နိုင်ငံပေါင်း14နိုင်ငံထိရိုက်ခတ်ပြီးတော့တည်ဆုံးတဲ့လူဦးရေကတော့2သိန်းကျော်ရှိခဲ့တာပါ။အဲဒီဆူနာမီရဲ့ပြင်းအားဟာဟီရိုရှိမားမှာဖြစ်ပေါ်ခဲ့တဲ့အနုမြူပုံပြင်းအားထက်အဆ2000ပိုပြီးတော့ပြင်းမာတယ်ရှင့်။ ဆူနာမီအဖြစ်များဆုံးအန္တရာယ်ကြီးမားတဲ့နေရာကတော့ Pacific သမုဒ္ဒရာမှာရှိတဲ့ Ring of Fire လို့ခေါ်တဲ့ area မှာတော့အဖြစ်အများဆုံးလို့သိရပါတယ်။ပြီးတော့အိမ်မှာတစ်နှစ်ကို၄ကလောက်အောင်မပြင်းတဲ့ဆူနာမီဖြစ်ပြီးတော့တတိယအတွင်းအပြင်းဆုံးမှတ်တမ်းဝင်တဲ့ဆူနာမီလိုင်းကတော့ပေ30ပဲမြင့်တယ်လို့လည်းသိရပါတယ်ရှင်။ဘယ်လိုပဲဖြစ်ဖြစ်ပါပြည်သူတို့အနေနဲ့အဲ့ဒီ area ကိုအလဲသွားဖို့အကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်။ ဒါမဲ့ပေါ့ရှင်တဘာဝ binary ဆိုတာကျွန်တော်အနေနဲ့ကြိုပြီးတော့မသိရတာဖြစ်တဲ့အတွက်ကြောင့်ခုကျွန်မပြောခဲ့တဲ့အချက်လေးတွေကိုဘဟုတုတအနေနဲ့သိထားမယ်ဆိုရင်တော့ဘတော်တဆကြုံလာရတဲ့အခါမှာလေကိုယ့်အတွက်အထောက်အကူဖြစ်မယ်လို့ယူဆမိပါတယ်ရှင်ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာရေးသားပေးခင်နိုင်ပါတယ်